သူဘန်ကိုဖြတ်တယ်အများသားပြအဲ့ချိန်မှာလဲဘန်တော်တော်များများဘန်ကြီးတော်တော်များများပေါ့နော်ဖြတ်ကြတော့ပေါ့ဒါ D1 ကိုဖြတ်ပြီးတော့မှဖြတ်သိမ်းပြီးတော့မှသူဂျပန်ကိုသွားတယ်ပေါ့ဂျပန်မှာသူ၄၅၆နှစ်ကြာနေပြီအချိန်ကျမှကျွန်တော်ဂျပန်သွားခွင့်ရလာတာပေါ့နော်အဲ့ချိန်မှာ Van Halen ကရန်နာမည်ကြီးရဲ့ဗျအဲ့ခေတ်ကဂျပန်မှာဆိုရင် Lock Net ဆိုရဲ heavy metal band ဘယ်ရည်ဆိုရမ်းမိုက်တယ်ဗျ။ကွန်ကလပ်ကလည်းအဲ့ချိန်မှာသူဂျပန်ကိုရောက်သွားပြီမဲ့ကျွန်တော်က music ကိုရမ်း crazy ဖြစ်မှန်းသိတော့ သူရသမျှကက်ဆက်တိတ်ကလေးတွေပေါ့နော်အဲကက်ဆက်တိတ်တွေကိုကျွန်တော်စီကိုဂျပန်နေတကူတကလူကြုံရှိပို့ပို့ပေးတယ်ဆိုတော့အဲ့ဟာတွေကိုကျွန်တော်အိမ်မှာကျွန်တော်ညရှိတဲ့ကက်ဆက်ပေါ့အဖေဝယ်ပေးထားတဲ့ only ကက်ဆက်ပေါ့ကြောက်ကြောက်ကြောက်နဲ့ခလုတ်နေရတာပဲအဲ့ထဲကျွန်တော်တဲ့ထဲအဲ့ဒါကိုဖွင့်ပြီးတော့မှအဲ့အာတကယ်အကူပေးထားတဲ့ဟာတွေကိုအိမ်မှာမှာတကယ်ဟိုဘက်နိုင်ငံတွေရဲ့အဲ့ချိန်80ကျော်ခုနှစ်မှာ အောင်မြင်နေတဲ့ဟာတွေအရန်တိုးတက်နေတာတွေကျွန်တော်ကနားထောင်ရတာပေါ့နော်နားထောင်တော့ကျွန်တော်ပထမကျွန်တော်အခြေခံ vacation ဖြစ်ခဲ့ပြီမြေသားသမားတွေအရန် တင်မအဲ့ရှင်မှာလက်ကမောင်းခန့်လက်စွမ်းထက်နော်ကိုကလည်းအဲ့ရှင်မှာငါပက်ကရှင်တီးတာဆိုင်ဂီတာတီးရင်ကောင်းအောင်မလားဆိုတဲ့စိတ်ကဖြစ်လာပါတော့အဲ့တော့ကျွန်တော်ဂျပန်ရောက်တဲ့ချိန်မှာကျွန်တော်ကဂီတာဝယ်မယ်ပေါ့ဝယ်ပြီးတော့ကျွန်တော်ချင့်မယ်ပေါ့ဂီတာချင့်ပြီးတော့ကျွန်တော်မာကြီးပြန်လာချိန်မှာကျွန်တော်ဂီတာသမားလုပ်အဲအဲ့လိုမျိုးစဉ်းစားမိတော့ဒါပေမဲ့ကျွန်တော်ကိုကောင်ကလည်းကပြောလဲဆိုတော့ဒီလောက်ကိုလုတ်လို့မရဘူးမင်းလုတ်ချင်လို့ရှိရင်မင်းလုတ်ခဲ့တဲ့ဒီပက်ကရှင်နဲ့ပတ်သက်တဲ့ဟာကိုပဲမင်းလုတ်တယ်ဘာလို့ဒီဂီတာဘိုင်းမှာမင်းကျွမ်းကျင်တာမဟုတ်ဘူးကျွမ်းကျင်တာကမင်းပက်ကရှင်ကိုငယ်ငယ်လေးတည်းက9နှစ်တည်းတည်းမင်းကျွမ်းတယ်အကျွမ်းကျင်တာဖြစ်တဲ့တော့ ကျွမ်းကျင်တဲ့ဟာကိုပဲလုပ်ပါဆိုပြီးသူကပြောတယ်။ចောင်းတက်ခြင်းလဲဒီចောင်းမတက်ပါလို့ပြောကျွန်တော်ပြောတဲ့ရှင်။အဲ့တော့ကျွန်တော်ဟုတ်ပြီ။အဲ့ဆိုတော့ကျွန်တော်ပြန်လာတော့မလုပ်တော့ဘူး။အခုပြောတဲ့စကားမဲ့နားထောင်လိုက်မယ်ကျွန်တော်ကျွန်တော် vacation မဲ့တီးတော့မယ်ဆိုတော့အဲ့မှာကျွန်တော်ဂျပန်မှာဂျပန်စာတင်တယ်။ဂျပန်စာတက်ကလို့ចောင်းမှာတက်ရတယ်ပြီးတော့အဲ့မှာပဲကျွန်တော်ဒီ vacation ကိုစတင်တာပါနော်။အဲ့မှာကျွန်တော်အဓိကဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံရပြောမှာဆိုရင်ဒီ bar drum summer school မှာကျွန်တော် drums ကိုစတင်ဒီ drum ရဲ့ method တွေကိုဘယ်လိုသွားလဲသူရဲ့ foundation ဘာလဲဆိုတော့ကျွန်တော်သိအောင်အရင်သိအဲ့ကောင်တင်ပြီးတော့မှအဲ့6လပြီးတော့မှကျွန်တော် vacation ကိုစပြီးတော့လေ့လာတယ်ကြောင်းတက်ရတယ် vacation လေ့လာတယ် drum တင်တယ်ပေါ့နော်ဒီဟာအုပ်စိမ့်နဲ့ကျွန်တော်သွားပြီးတော့မှကျွန်တော်ကြောင်းရနေပြီးတော့ကျွန်တော် diploma တစ်ခုရရပြီးတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်မပြီးချင်ဘူးလေကျွန်တော်ဆက်သွားချင်တာတက်လက်တက်နေတီးလို့လည်းရနေဒါပေမဲ့ကျွန်တော်ကျွန်တော်ကိုကျွန်တော်လုံလောက်တယ်လို့ကျွန်တော်မထင်ဘူးအဲ့ချိန်မှာကျွန်တော်ကျွန်တော်ကိုပြောတယ်ကောင်ကလပ်ကိုကျွန်တော်ပြောအကိုကိုကျွန်တော်ဘာလုပ်အောင် မင်းသွားခြင်းလဲဆိုရင်တော့မင်းဆက်သွားလို့ရမယ်ဟာတနိုင်ငံပဲရှိတော့တယ်အရှာနေသွားမယ်ဆိုရင်အဲ့တော့အမေရိကန်ကိုသွားတင်တယ်မင်းကလုတ်ပေးမယ်မင်းသွားခြင်းလားဆက်တက်ခြင်းလားမတက်ခြင်းလဲပြန်ခြင်းလဲမင်းပမာကြီးပြန်လို့ရမင်းလုတ်စားလို့ရနေပြီဒါပေမဲ့ကျွန်တော်မပြန်ခြင်းသေးဘူးကျွန်တော်ကကျွန်တော်ပြည့်တယ်လို့မထင်ဘူးလေအကျွန်တော်မဟုတ်ဘူးကျွန်တော်သွားခြင်းတယ်ဆိုတော့အဲ့အဆွေငါ contact ပြအောင်ငါလုတ်ပေးမယ်မင်းသွားလို့ရအောင်လို့ဆိုတော့အဲ့မှာကျွန်တော်အမေရိကန်ကိုဆက်သွားတယ်ចောင်းတက်တယ်တက်တဲ့အချိန်မှာလည်းအဲ့လိုပဲ drums နဲ့ vocational main major အနေနဲ့ရောကျွန်တော်ဒီ second major အနေနဲ့ရောဗောနော်အဲ့လိုနှစ်ခုယူထားတယ်ယူထားပြီးတော့မှကျွန်တော်တကယ်ကျွန်တော် major ဖြစ်တဲ့ drums ကိုလည်းကျွန်တော်ဘရော့မမလီဟင်းအောင်ကျွန်တော်လုပ်တယ်ဒါပေမဲ့ percussion ကိုလည်းကျွန်တော်အကြီးကျယ်ကျွန်တော်ရအောင်တက်အောင်ပြန်တင်တော့ကျွန်တော် semester အားလုံးပြီးတော့ကျွန်တော်အဲ့ဘွဲ့နှစ်ခုရလာတယ်ဗောဗျာဆာရွက်နှစ်ရွက်ကိုင်းလာတယ်ဗောနော် so anyway တော့96ခုနှစ်ပြောင်းရတဲ့အချိန်မှာဘာလို့မှမရသေးဘူးလေကျွန်တော်ဘာလို့မှလုပ်လို့မရသေးကျွန်တော်အလုံးက ပြန်မှာအလွတ်ကြီးပြန်လာဆိုတော့ကိုတတ်တာပဲရှိတယ်ဘာမှလုပ်လို့မရသေးဘူး link လည်းမရှိဘူးဆက်သွယ်လည်းမရှိဘူးနှုတ်ပြသမားတွေလည်းကျွန်တော်ပြန်ပြီးပေါင်းသိမ်းလို့မရသေးတဲ့အချိန်ဖြစ်တဲ့တော့ကိုကျွန်တော် conglet ကိုရဲ့အကူသူ့ရဲ့ company မှာပဲကျွန်တော်အလုပ်သမားတယောက်အနေနဲ့ပြန်ဝင်လိုက်တယ်ကျွန်တော်ပြိသက်ထဲမှာလည်းအဲ့လိုတချို့ကလည်းအများန်းဟိုကိုကိုသတိထားပေးနေဝေဖန်နေတဲ့လူရှိရတယ်ဒါမှအဲ့လိုလူမျိုးတွေကလည်းကိုရဲ့အများကြီးကျေးဇူးတင်